စကိုင်းတိုင်းကနေမြို့နယ်မှာစစ်တပ်ကချင်းတွင်းမြစ်ဘေးကမော်တော်ရေကိုလေကြောင်းတိုက်ခိုက်လို့ပြည်သူနှစ်ယောက်ထပ်မံတိတ်ဆုံးပြီးမော်တော်ရေပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာလ၄ရက်မနေ့နေ့လယ်၂နာရီဝန်းကျင်ကကနေမြို့နယ်ထောက်ကြံကုန်းရွာနီးချင်းတွင်းမြစ်ဘေးကို Jet Fighter နှစ်စီးနဲ့လေကြောင်းကနေခုနှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်မော်တော်ရေထိခိုက်ပျက်စီးခဲ့ပြီးမော်တော်ပေါ်မှာရှိတဲ့ပြည်သူနှစ်ယောက်ထပ်မံတိတ်ဆုံးတာ အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါတယ်။ထောက်ကြံကုန်းရွာဘက်ကနေအထက်ပိုင်းကိုတက်တဲ့ဂုံတွေတင်တဲ့မော်တော်တွေကိုပြစ်ထားလို့ဒေသခံတူကပြောပါတယ်။ဒါ့အပြင်ကနီနယ်အရှိမြောက်ပိုင်းကစစ်ပေးချောင်းတွေရှိတဲ့နေရာတခုကိုဥတီပြီးမုံရွာအနောက်မြောက်တိုင်းစစ်ထာနာချုပ်ကတက်လာတဲ့ဂျိုင်ရိုကော့ပတာ၄စီးနဲ့လေလေချောင်းတက်ခိုက်သွားခဲ့ပြီးထိခိုက်မှုရှိတယ်လို့ဒေသခံတွေကဆိုထားပါတယ်။စစ်ကောင်စီတပ်ကနိုဝင်ဘာလအတွင်းမှာလေမင်းကင်းနဲ့ချင်းတွင်းမြေပေးကအရှိမျောတွေကိုလေချောင်းတက်ခိုက်ခဲ့ပြီး ထိခိုက်သေးဆုံးတာတွေရှိခဲ့ပါတယ်။ဒါ့အပြင်မနေ့ကဒီဇင်ဘာလ၄ရက်တရက်ထဲမှာတင် စကိုင်းတိုင်းကဘူတလင်ခင်ဦးကမ့်ဘလူးဝါလာဆရဲဒေသတွေမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်ရှင်။